爸爸。爸爸。哎！就吃些龙啊龙啊，没路呗，因为不不得快些。爸爸三舅啥都弄呀呗。 မကတော့ဒီဇိုင်နာကလေးတင်ဖြစ်ပါတယ်ဒီနေ့အကယ်ဒမီပြီးပွဲမှာခင်ဝဲဝါမိမြန်နိုးရွှေတမီယွန်းယွန်းနေအစ္စရာနေတတဝေမတန်တန်းဆိုးတို့ချုပ်ပေးထားပါဗါအယောင်နို့ကိုမှအယောင်နို့ကိုမှအယောင်စမ်းလေးတွေအယောင်အလင်းအစမ်းလေးပေါ့အယောင်နို့အလင်းလေးပေါ့နော်အခုမင်းသမီးအငယ်9ယောက်လုံးကို အမှန်တိတ်အောင်စီစင်ပေးထားတယ် မင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ကဲ့ပါအမဒီဒီဇိုင်နာလောကထဲမှာပေါ့နော်အာအမအမတိတိတင်ရလို့ဖြစ်လာဖို့အတွက်အမဘယ်လိုမျိုးကြိုးစားပြီးတော့ဒီနေရာကိုဟိုရည်တည်ဖို့အတွက်ပေါ့နော်အမဘယ်လိုမျိုးကြိုးစားခဲ့ရလဲဆိုတော့ပြပြပြပါအောင်အမကလေးလေးကဒီအလုပ်ကိုဝါသနာပါခဲ့တာအမအကြောင်းနေတော့ရတယ်ကပေါ့နော် အဲတုန်းကဆို6တန်းပဲရှိသေးတယ်ငွေရတီတောင်းပေးရမှာအမနေမနေခဲ့တာအဲတုန်းကအမလက်မကျုံနေပေါ့အဲအဲ့ကဲကအမဟိုတင်ခဲ့ပြီးတော့မှလေငွေရတီကိုဆက်ချုပ်တယ်နောက်ပြီးလို့ရှိရင်တင်တဲ့လူတွေပါတောင်းလက်ခံနေပေါ့နော်နေကင်းကိုကြာကြောင်းတယ်ညကိုဆက်ချုပ်အဲ့လိုမျိုးလေးတွေနေအဲလုပ်ရင်းရနေပြီးတော့အမကြောင်းပြီးခါနေပေါ့တတိယနေ့ရောက်တော့ရန်ကုန်ကိုပြောင်းခဲ့ပြောင်းပြီးတော့အဲ့တော့2000နဲ့တခု နောက်ထပ်တစ်ခုအဲ့အချိန်မှာချက်ချင်းကြီးတော့အမဒီဇိုင်နာလောကတွေကိုမဝင်ပြဘူးအမဖေကျမ်းမာရေးကြောင့်ပေါ့အဲအမဖြည်းဖြည်းချင်းမှာအမကအမဖေလည်းပဲကျမ်းမာရေးကတော်တော်ကြီးရှင်နေမစိုးတော့ခါကြတော့ဆုံးပြီးတော့မှအမဒီလောက်ကို2000ဟိုပေါ့မှာ90အဲ့ဒါမှာအမဂျပန်စင်တီနဲ့အမပြန်တင်ပြတယ်ပြန်တင်ပြပြီးတော့မှအမကိုအမစိတ်ချရုံကြီးတွားရပေါ့နော်အရင်တော့ကစားတော့အမလက်မနေကို အမ်ပန်နဲ့အမဒီလောကလေးကိုဟိုမီဒီယာတွေနဲ့အဲ့လိုမျိုးပေါ့နော်ဆက်သွယ်ပြီးမှဝင်ဖြစ်တယ်ဟုတ်ကဲ့ပါမဒီ creative လုပ်တဲ့အခါမှာလည်းပေါ့နော်သူများနဲ့မတူအောင်သူများနဲ့မတူတဲ့ color မျိုးတွေ design မျိုးတွေစအောင်လို့ပေါ့နော်မမအနေနဲ့ဘယ်လိုမျိုး creative thinking မျိုးစဉ်းစားဖြစ်လဲမသိဘူးရှင်အမဒီဟိုပေါ့နော် handmade လေးတွေလीဟမ်းမိတ်လေးတွေအဲအမဟိုသူများနဲ့ကတော့မတူအောင်ပေါ့ accessory ဆိုလို့ရှိရင်အမတို့ဆိုင်ထဲမှာဝယ်လို့ရတယ် ပြီးများသောအားဖြင့်အမမိမိမဆန်ဆန်လေးတွေနဲ့အဲဘောနော်မိကလေးတွေစိုက်နှစ်သက်မဲ့ပုံစံမျိုးလေးတွေအမကအာ creation လို့ဖြစ်ပါတယ် နောက်ပြီးတော့ပေါ့နော်ဒီ wedding dress တွေကိုတော်တော်များများဖန်တီးတဲ့ခါမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီအနောက်တိုင်းဝတ်စုံဆိုလို့ရှိရင်လည်းအကုန်လုံးကအဖြူရောင်ပဲတုံးကြရဲနောက်ပြီးတော့ဟိုဒီ traditional color မှာဆိုလို့ရှိရင်လည်းပေါ့နော်သုံးနှစ် color တွေကထပ်နေပြီပေါ့နော်အဲ့ခါကြားတဲ့ခါကျတော့မမအနေနဲ့ဟိုဖန်တီးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး color မျိုးဖန်တီးဖြစ်ခဲ့လဲပေါ့နော်ဘယ်လို color မျိုးကိုဖန်တီးခြင်းလည်းမသိရှိရဲ့ အခုနောက်ပိုင်းကလေအဲမြန်မာဝယ်ရင်ညီမလေးပဲအဲကာလာတွေကတိတ်ပြီးတော့ဟိုအယူမတိကြတော့ဘူးဟိုအရင်ဟိုဒီ main main clean ဆန်နဲ့ဘက်မှာလဲဟိုသွားတဲ့အရာမျိုးလေးတွေလဲရွေးတယ်အမားတို့ဟိုဒီပေါ့နော်အရင်တော့ကမြန်မာဝိဆုံမြန်မာဝယ်တယ်ဆိုလို့ရှိရင်ပန်းရောင်အဖြူရွှေရောင်ဒါပဲဝတ်တယ်လေအခုနောက်ပိုင်းဆိုရောင်စန်းလေးတွေအဲအမားတို့ဒီဇိုင်နာရွေးချယ်တာကိုပဲဟိုဝတ်ကြတယ်သူတို့စိတ်ကြိုက်ကြတယ်လူငယ်တွေကရောင်စန်းလေးတွေကိုရွေးကြတယ်အမားကများသောအားဖြင့်ဒီမြန်မာဝယ်တယ်ကိုပဲအချုပ်များပါတယ် โอเคပါမှာဆိုလို့ရှိရင်မဒီညီမဒီ traditional ဝတ်စုံနဲ့ပေါ့နော်အနောက်တိုင်းဝတ်စုံနဲ့ဖန်ပြီးရတဲ့အခါမှာမဘယ်ဘက်ကိုပို့ပြီးတော့အားတာလဲဘယ်ဟာကိုပို့ပြီးနှစ်တယ်လဲမှာနှစ်တယ်ကတော့ဟိုအမားတို့ဒီဝါသနာရှင်အနေနဲ့ရတော့လीအ တီထွင်နေရရင်နှစ်မျိုးလုံးကိုစိတ်ပျော်ရယ်ပေါ့နော်စိတ်ပျော်တယ်အနောက်တိုင်းဆိုရင်လည်းပဲအမားတို့ဒီပန်းနေနေပေါ့နော်အမားအဲ့လိုမျိုးဟိုဟန်မိတ်တွေနဲ့ဟိုជីជីဖားဖားကြီးတွေအဲ့လိုမျိုးလေးဟိုတီထွင်ရရင်အမားအရန်ဟိုကျင်နေတယ်မြန်မာဝယ်တွေနေနေကြရင်တော့အမားတို့ဒီမြန်မာမှုမပြတ်အောင်ပေါ့နော် အမချိတ်တို့ကနုတ်တို့ဟိုရစမတ်ကွက်တို့အခြေခံပြီးတော့မှအမကလူငယ်ဆန်တဲ့ဘိုင်းကိုတွားအောင်လုပ်တယ်နောက်ပြီးလို့ရှိရင်ဒီသရိုးသမီးတရားကိုကောက်ချောင်းပေါ်အောင်ပေါ့နော် ကောက်ချောင်းပေါ်အောင်အမခန်းပက်တန်ကစားရတယ်ပေါ့နော်အဲအဲ့ဒါမျိုးလေးတွေလုပ်တယ်နောက်ပြီးလို့ရှိရင်ဒီပဝါပိုင်းမှာပေါ့ပဝါပိုင်းမှာမြမမှုတဲကလည်းကွဲထွက်မသွားအောင်ဟိုရန်လည်းခန်းခန်းနားနားတဲတဲဝါဝါလေးဖြစ်အောင်ပိုဒေဝီပဝါလေးလုပ်ဖြစ်တယ်ဒီပဝါအကြီးကြီးတွေမှာပန်းနေနဲ့ကစားရတယ်အထူပါကစားရတယ်အဲအဲ့ဒါမျိုးလေးတွေလုပ်ဖြစ်တယ်နောက်ပြီးတော့ဟိုဒီမြမဝယ်ရင်းမှာကဒီမီထိုးလို့ရှိရင်လေ ဟိုသတို့သမီးရဲ့အလားကိုဟိုပို့ပြီးတော့တောက်ပါစီအောင်အမစိန်တို့ခရစ်စတယ်အဲအဲ့လိုမျိုးလေးတွေကိုလေအများများလေးတုံးပြတ်တယ်ပေါ့ဟုတ်ကဲ့ပါမဒီ2019တော့အတိတ်မှာမှမဟုတ်ဘောနော်ဒီတနည်းတနည်းမတူအောင်ဘောနော်ဒီဇိုင်းလေးတွေကို creation လုပ်တဲ့ခါမှာအမဘလို့ဒီဇိုင်းမျိုးလေးကို creation လုပ်ပြလဲမှာ 음အဲ့ဒါတော့လေဟိုအမားတို့ဒီလုံရင်းနဲ့ပဲပေါ့နော်음အရင်လုတ်ပြီးသားဒီဇိုင်းနေတဲ့ဟိုထက်ထက်ပြီးတော့စမ်းတက်အောင်ကအမားဟိုဘယ်လိုပြောမလဲ fashion week တို့အဲ့လိုမျိုးနောက်တိုင်းကိုတော့နည်းနည်းပါးပါးတော့မြန်မာဝိစုံနေထွင်တဲ့အခါမျိုးမှာမမတို့မိញဲရတာတော့ပါပါတယ်။အင်းပါတယ်။အဲကိုရဲ့ဒီ တမယိုးချမြန်မာဝေးဆောင်ဆိုရင်တော့အမားတို့ဒီဟိုတန်းကျဲသီးတို့နောက်ပြီးလို့ရှိရင်အဲဟန်မိတ်ပေါ့အဲ့လိုမျိုးလေးတွေနဲ့ဒီဒီထုတ်သီးလေးတွေနဲ့အဲ့လိုမျိုးလေးတွေကစားပေးရပေါ့နောက်ပြီးတော့ပေါ့နော်ဒီ2019ခုနှစ်မှာမမကိုလာပြီးတော့ဟိုလာပြီးတော့အနန်နဲ့ဒီဒီဇိုင်းလေးနောက်ပြီးတော့မမအခုလက်ရှိလုပ်နေတဲ့ဒီဒီဇိုင်းလေးကိုပြောပြပါအောင်ရှင်အမောင်စီမာတော့ဒီအများသောအားဖြင့်လာအပ်တာက ဟွာပေါ့ဟိုဒီပွဲတဲ့ပေါ့ပွဲတဲ့ကိုမှဟိုကော့ဆက်တွေနဲ့လीကော့ဆက်တွေနဲ့လဲလာအများသောအားဖြင့်အပ်တယ်အပားပေါ့အထုအပားပေါ့အောက်ကတော့ဘော်လီလိုမျိုးကော့ဆက်တွေနဲ့အဲအဲ့လိုမျိုးအင်းများသွားပြန်အပ်တယ်အဲ့ဒီပုံမှာမှအပားကိုမှအမားတို့ကခုနကအမားဒီဆိုင်ကဟမ်းမိတ်ကိုပေါ့နော်ဟိုပိုးချိုးလုံးလေးတွေနဲ့ဟိုမှအမားကနှုတ်ပုံဖော်တယ် အဲ့ကအဲ့ဒီကပုံလေးပေါ့မှာအမ်များသောအားဖြင့်အဖြစ်တယ်လာပြီးတော့အကြရဲပေါ့နော်ဟိုဆိုအရင်ကိကိကကိကိကိုယနေ့တုန်းကပေါ့ချုပ်ပေးထားတယ်ဟိုဟွာမှာအဖုံးပေါ့မျက်နှာဖုံးချွေးပေးကြီးအဖုံးမှာချုပ်ပေးထားအဲ့ဒီကကနုတ်ကလေးတွေကတော်တော်လေးကိုလူချိန်များပြီးတော့မဆီမလာအကြတယ်ဘာမှာဒီဒီဇိုင်နာလောကတွေကိုဝင်ဖို့အတွက်ပေါ့နော်ဒီတခြားအဲခြေလန်းစာနေကြတဲ့ အမျိုးသားငယ်ပဲဖြစ်ဖြစ်အမျိုးသမီးငယ်ပဲဖြစ်ဖြစ်ရှိမယ်ပေါ့နော်အဲ့ဒီတော့မအနေနဲ့ဒီပမလိုမျိုးအောင်မြင်တဲ့ဒီဇိုင်နာတယောက်ဖြစ်အောင်လို့ပေါ့နော်ဘယ်လိုမျိုးဒီဒီဇိုင်နာတယောက်ရဲ့ခံယူချက်ဘယ်လိုမျိုးအလုပ်ကိုကြိုးစားရမလဲဆိုတာမမစကားလက်ဆောင်လေးပေါ့ပြပါအောင်ရှင့်မမတို့ဒီအလုပ်ကလေအင်းရန်ကြီးကိုအချိန်လေးပေးရတယ် ်အဲစိတ်လေးပဲတစ်ခါလေးကြပင်မနာမျိုးရှိရဲ့အဲတော့ဟောဒီလောက်ကိုဝါသနာပါပြီးတော့မှလုံမယ်လို့ဆုံးဖြတ်ချက်စားထားတယ်ဆိုလို့ရှိရင်ဉာဏ်စေတနာတော့အဓိကပေါ်တော့အရင်ခံပြီးတော့မှကိုကဒီပညာကိုတက်ကျွမ်းအောင်နားလည်အောင် ပေါ်တော့အရင်ဆုံးလေ့လာသိပြီးတော့မှအဲဒီကိုဖန်တီးမဲ့ဝိဆုံပေါ်မှာစေတနာအပြည့်ထားပြီးတော့မှဟိုဒီလမ်းကိုလျှောက်ပါလို့အမအကြံပေးချင်ပါတယ်ကဲပါရှင်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါညာကဲပါ